ဒါဝဉ္ညင်ပိုင်းစားတို့ခုတည်းနဲ့ဖန်တီးထားတာဒါလို့ဆွမ်းထက်တဲ့တရုစွာကိုပိုင်ဆိုင်ဖို့ဘသူဝဉ္ညင်ပိုင်းစားဖိရမှာလဲဒီဒါအဖို့တက်မစီတခုပဲဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ဝန်လင်းရဲ့ခန္ဓာကိုယ်ကပြတ်ကွက်သွားပြီးသူရှိနေခဲ့တဲ့နေရာတွားရရာအလုံးကပြိုကျသွားပါတယ်ဒါရဲ့မျက်နှာကလည်းပိုပြီးတော့မြင်လာပြီးဝန်လင်းကတော့ပြေးနိုင်တော့ပါဘူးဂယူမဆက်ဘူးဆိုရင်သူကဒဏ်ရာရနိုင်ပါတယ်ယခုမှချူချယ်စီကဘာလို့စရုဒဝဉ္ညင်ကိုကြောက်ဝင်နေရလဲဆိုတာသူကသိလာပါတယ် ်ငါအရာကိုရောင်းအောင်ယူရမယ်ဝန်လင်းရဲ့မျိုးလုံးများလည်းတောက်ပွားလာပြီးကောင်းကင်ဘုံဓာတ်ကိုထောက်လိုက်ပါတယ်ဓာတ်တစ်ချက်လှုပ်လိုက်တာနဲ့ရှူလီကောကကောင်းကင်ဘုံဓာတ်တွေကနေထွက်လာပါတယ်ရှူလီကောမင်းကဘလူးနဲ့ဆိုမျိုးနဲ့ဆိုရဲ့ဘိုးဘေးကိုလုခဲ့တယ်လို့ခဏလောက်တီးခံလိုက်ငါရဲ့ဝိညာဉ်အပိုင်းစားကိုပြန်ရတာနဲ့ငါမင်းကိုလာခဲ့မယ်ထို့သူပြောပြတာနဲ့ဝန်လင်းကလက်ကိုဖျက်ပြီးရှူလီကောကလေထဲကိုနှဆင်သွားပါတယ်ရှူလီကောကလည်းအော်ဟစ်လိုက်ပြီးထွက်ပြေးဖို့အတွက်ကြိုးစားပေမဲ့လာချန်တာကတော့သူ့ကိုဖမ်းပြီးချက်ချင်းပဲပြတ်ကွက်သွားပါတယ်ရှူလီကောရဲ့အော်တန်ကလည်းအဝေးကနေထွက်ပေါက်လာပါတယ် တခင်ကျွန်တော်ကိုကယ်ဖို့အတွက်မမေ့ပါနဲ့ဝင်လင်းရဲ့မျက်လုံးများလည်းတော့ပွားလာပြီးကောင်းကင်ဘုံသားကိုကင်နာပါတယ်။သူနဲ့ရှူလီကောကချိတ်ဆက်နေရကြောင်းရှူလီကောကဘာမှရှိလဲဆိုတာသူကခံစားမိပါတယ်။ပြီးတော့ဓာဝဉ္ညင်ဟာရှူလီကောကိုမထိခိုက်လို့ပါဘူး။ဘာလို့လဲဆိုတော့သူစီမှာအခြားရွေချက်ရှိနေလို့ပါ။ပြီးတော့ရှူလီကောကနဆိုးဖြစ်တာကြောင့်အလွယ်တကူနဲ့ဖျက်ဆီးလို့မရပါဘူး။ယခုသူကအနေလိုနေပြီးဓာတ်ကိုကင်တွေဖို့အတွက်အချိန်မရှိပါဘူး။လောလောဆယ်မှာတော့ရှူလီကောကိုငစားဖြစ်အတုံးချပြီးနောက်ကျရင်ကယ်ဖို့အတွက်အချိန်အလုံးလောက်ရှိလာမှာပါ။ ကုန်းကင်းမှုထားကိုတိမ့်လိုက်ပြီးနောက်အဝေးမှရှိတဲ့တတိုင်းအောင်တောင်ကိုကြီးဖို့အတွက်ပြတ်တမ်းမှုအတွက်ဝင်လင်းကပြင်လိုက်ပါတယ်။ဒူဝရင်ထိုးအချိန်မှာပဲမျက်နှာမူရပြောင်းလဲသွားပြီးအနီနာတောင်တောင်ကိုလက်ကြည့်လိုက်ပါတယ်။ထိုးနေရမှာအနီယောင်ပုံရိပ်တစ်ခုကိုလည်းတွေ့လိုက်ရပါတယ်။ထိုးပုံရိပ်ကတော့လွတ်လပ်မှုမရှိဘဲအထီးကျန်ဆန်းနေပါတယ်။သူမလေးနဲ့အတူထွက်ခွာသွားခြင်းရင်မဲ့မသွားနိုင်တဲ့အနီယောင်လေးပြလေးလိုပဲထိုးနေရမှာရက်နေပါတယ်။အနီယောင်လေးပြအနီယောင်လေးပြရှိမယ်ဆိုရင်ခြံဖမ်းရလေရှိနေမှာပဲဝလင်းရဲ့မျိုးလုံးများလင်းလာပြီးသူ့ရဲ့နှဖျားယုံကပြတ်နေသွားပါတယ် ခြံဖန်းစိတ်ဝိညာဉ်အတင်းပြောင်းခြင်းအလေအစင်းမှာရှိနေရကြောင်းသူကိုယ်သူဖော်ထားခြင်းမဲ့ဆိုရင်ဝယ်လင်းကသူကိုယ်ရှာဖို့အတွက်အရန်ခက်ခဲမှာပါဝယ်လင်းရဲ့မျိုးလုံးများတော့တင်းညင်နေပြီးအနီရောင်လေးပြောက်လက်နှစ်ဖက်ဆုပ်ကကြဲလုံးစွာနဲ့အော်ပြောလိုက်ပါတယ်မတွေ့ရတာကြောက်ပြီးကျင့်ကြံသူအနီရောင်လေးပြောက် ဝေးလန်းတဲ့တောင်ထိပ်ကအနီအောင်ပုံရိပ်ကဗလာချင်းနေတဲ့ရဲုံများပြည့်တက်နေပါတယ်။သူမကဝလင်းကိုဆူဆိုက်ကြည့်ပြီးမျက်စိတမိတ်အထွေးမှပဲတောင်ပေါ်ကနေပြောက်ကွက်သွားပြီးသူ့စီကနေဖေထောင်ကွာမှာပြန်ပေါ်လာပါတယ်။သူမကနီကလာပြီးနောက်သူမရဲ့ဗလာချင်းပြီးခန်းစားချက်မဲတဲ့မျိုးလုံးတွေကဝလင်းရဲ့စိတ်ထဲမှာဆွဲထင်းနေပါတယ်။သူ့ရဲ့မျက်နှာကလည်းအရှောင်ပြောင်းသွားပါတယ်။အနီအောင်လေးပြဖြစ်ပျက်ခဲ့တာတွေကိုသူကကြားခဲ့ပြီးချန်ဖန်နဲ့တိုက်ပွဲမှာလည်းသူမကရှိနေတာကိုသတိထားမိခဲ့ပါတယ်။ ။သူကတဲ့ထိုနေ့ကသူမနဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်သူမကိုပြန်တွေ့တာပထမဦးဆုံးအချိန်မှာဝလင်းကအညောင်လေးပြရဲ့မျိုးလုံးထဲမှာမြင်တွေ့ခဲ့ရတာကတည်ခြင်းတစ်ခုတည်းပါပဲ။လက်ရှိအညောင်လေးပြလှပနေစေဖြစ်ပေမဲ့ဝလင်းကသူမရဲ့အရှင်လိုမာနကြီးပြီးမောင်းမတဲ့ကောင်းကင်သမီးတော်လိုပုံရိပ်မျိုးတော့မရတော့ပါဘူး။အရင်ကအညောင်လေးပြရွှေရဲရဲ့ထူးထွန်းသူကောင်းကင်ရဲ့ချင်းမြောက်ခံရသူ နှစ်တရအတွင်းမှာစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနှောက်ပိုင်းအဆင့်ကိုရောက်ရှိခဲ့တဲ့သူတယောက်ပါ။သူမကဝန်လင်းကိုပျော်စိတ်တခုလိုပဲသဘောထားပြီးသူတို့ရဲ့တွေးဆမှုလေးကနောက်ဆုံးမှသူတို့ရဲ့တိုက်ပွဲကိုဥတည်စေခဲ့ပါတယ်။ထို့သူဖြစ်ပေမဲ့လည်းဝန်လင်းရဲ့နှလုံးသားကတော့သူမကိုလေးစားနေသေးပါ။ထို့လေးစားမှုကသူ့ရဲ့ပြိုင်ဘက်ကိုအတိမဲ့ပြုခြင်းပါ။သူ့ရဲ့အထိတ်ကပြိုင်ဘက်တယောက်ကယခုလိုဖြစ်နေတာကိုမြင်တော့ဝန်လင်းကတပြင်းကိုချမ်းမိပါတယ်။အရာဝိထုတွေကမပြောင်းလဲပဲဖြစ်နိုင်ပေမဲ့လူတွေကတော့မဟုတ်ဘူး။ဒီစကားကမှားမနေဘူးပဲ။ သူမရဲ့အတိတ်နဲ့ယခုကိုနှိုင်းရှင်းကြည့်မဲ့ဆိုရင်ဝင်လင်းကအရင်လိုမာနကြီးတဲ့အနီရောလေးပြောက်ကိုပဲမြင်ချင်းပါတယ်။သူမလိုလူတွေနဲ့တိုက်ခိုက်ခြင်းအဖြစ်သူကြီးညက်ခြင်းရဲ့အထွန်းထဲကိုတလန်းနိုင်ပါပါ။ဝင်လင်းကတော့တပင်းကိုချလိုက်ပါတယ်။သူ့ရဲ့နှလုံးသားထဲကနောင်သားကိုလည်းမြုပ်နှံလိုက်ပြီးအနီရောလေးပြောက်ကိုကြည့်ကချန်ဖန်ထွက်လာခဲ့။အနီရောလေးပြောက်ကတော့ခန်းစက်ကကင်းပေးတဲ့မျိုးလုံးလေးနဲ့ကောင်းကင်ကိုမွေးကြည့်နေပါတယ်။ချန်ဖန်ရဲ့အတန်အလဲကောင်းကင်ကြီးကနေထွက်လာပါတယ်။ဆန်နူဒီနေ့ငါမင်းနဲ့ရှင်းစရာမရှိဘူး။ဒီနေရာကိုမင်းကရောက်လာပြီဆိုတော့ ဝင်းညင်တောင်မှာတွေ့ကြတာပေါ့ဝင်းလင်းကရုတ်တရက်လက်ကြည့်လိုက်တော့ဝေးလန်းတဲ့နေရာမှာတောင်တစ်ခုကိုမြင်လိုက်ရပါတယ်အနည်းအောင်မြခိုးလေးကလည်းတောင်ဝန်းနဲ့ထွက်လာပြီးအန်ဝန်းစရာကောင်းတဲ့အမြန်နှုံးနဲ့ဝင်းညင်တောင်စီကိုဥတီသွားပါတယ်ဝင်းလင်းရဲ့မျက်လုံးများကလည်းအိဆက်သွားပါတယ်သူကအိဆက်စွာနဲ့နှာခေါင်းကိုရှုပ်ပြီးဝင်းညင်တောင်စီကိုဥတီဖို့အတွက်ပြင်လိုက်ပါတယ်အနီရောင်လေးပြနေရာဆန်နူးနဲ့ပြန်ပြီးတော့တိုက်ချင်တယ်မဟုတ်ဘူးလားဒီနေ့ငါနင့်ကိုခွင့်ပေးမယ်သူ့ကိုတက်လိုက် ချန်ဖန်ရဲ့အတန်အဝေးလန့်တဲ့နေရာကနေထွက်ပေါ်လာပြီးပျောက်ကွယ်သွားပါတယ်ဆန်နူမင်းရဲ့မိတ်ဆွေဟောင်းနဲ့ပြန်တွေ့ဖို့အတွက်ကောင်းတဲ့အခွင့်အရေးပဲအချိန်ယူလိုက်ပါငါရဲ့ဝိညာဉ်အပိုင်းဆောက်ကိုရာပြီးပြီဆိုရင်တော့ငါမင်းစီကိုလာခဲ့မယ်အနီအောင်လေးပြရဲ့မျိုးလုံးထဲကဗလာချင်းမှုများကလည်းပျောက်ကွယ်သွားပြီးတိုင်ပင်ဝင်ကျင်တဲ့စိတ်များပေါ်လာပါတယ်သူမကဝလင်းရဲ့ရှေ့ကိုယူလျားပြီးသူ့ကိုတားစီလိုက်ကအနီအောင်တရှိကိုထုတ်လိုက်ပါတယ်တချိန်တည်းမှာပဲအနီအောင်လေးပြစီကအစွမ်းထက်တဲ့အမှုတက်တစ်ခုကလည်းပြန့်နှံ့လာပါတယ်ထို့အမှုတက်ဝလင်းထက်ပိုပြီးအားနေတာမျိုးရှိမနေပါဘူး သူမရဲ့ကြီးညက်မှုအစင်းအားစိတ်ဝိညာဉ်အထွန်းပြောင်းခြင်းအစင်းမဟုတ်သေးမယ်ထိုအစင်းနဲ့လည်းအဝကြီးမိုးတော့ပါဦးစန်နူးအိဆရဲတန်အနီအောင်လေးပြစီကနေထွက်ပေါ်လာပြီးသူမရဲ့အိဆရဲအကြီးကဝန်လင်းစီကိုကြောက်လာပါတယ်ဝန်လင်းကတော့သူမကိုကြီးနေအနေငယ်မြုံကျုံမိလိုက်ပါတယ်ခြံဖမ်းအောင်ရှာဖို့အတွက်သူကမလိုပါဘူးဝိညာဉ်တောင်ကိုထိုနေရာမှာတွေ့ရလိမ့်မယ်လို့သူကမျှော်လင့်ခဲ့ပါဘူးသူတို့ကကျင်းကျင်းချင်းချိုကပါတလင်းကြောက်ထဲမှာတကယ်ရှိနေမယ်ဆိုရင်ဝိညာဉ်တောင်ကရှိမနေသိမ့်ပါဘူး။ဒိုရတဲ့ယခုဝိညာဉ်တောင်ကိုမြင်ရတော့အရာအလုံးကထူးဆန်းနေပါတယ်။ တို့ရတဲ့ခြံဖမ်းရသွားရောက်ဆောင်စမ်းခြင်းနဲ့ဆိုတော့သူကိုလွတ်ထားလိုက်ပါတယ်အနီအောင်လေးပြက်ရဲ့မျိုးလုံးများကလည်းလင်းလာပြီးအနီအောင်ဓာတ်ကိုဖွင့်ရလိုက်ပါတယ်ဒါကသူမရဲ့လက်ကနေထွက်လာပြီးမိုးကျိုးလိုမြန်တဲ့အမြန်နှုံးနဲ့ဝန်လင်းရဲ့ဥကောင်းစီကိုဥတီသွားပါတယ်ဝန်လင်းကတော့နောက်ဆုပ်လိုက်ပြီးသူ့ရဲ့ညာလက်နဲ့သူ့ရဲ့တုံတော်အေးကိုထိလိုက်တော့အတားစီးအလံသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်သူကအလံကိုဖွင့်လိုက်တော့မီးမတွနိုင်တဲ့အတားစီးများထွက်ပေါ်လာပြီးသူ့ရဲ့ရှေ့မှာအကောက်ဝဲဖယ်စီလိုက်ပါတယ်အနီအောင်ဓာတ်ကလည်းဒိုင်းထက်ထက်ပေါ်ကြောက်ပြီးပဲ့တင်ထက်သွားတဲ့မိုးကျိုးပိတ်တဲ့နေလို့ ောင်ဝင်းကျင်ဒွိုင်းမှာထပ်ပေါ်လာပါတယ်ဖုံမိုးတွေတဲတွေအမြောက်များရလေလီတဲကိုလစ်စင်သွားပါတယ်အနီအောင်လေးပြအမြင်မဲထွက်လာတဲ့အခါဖုံမိုးနဲ့တဲတွေကြားထဲမှာအနီအောင်လေးနဲ့တစ်ခုကိုမြင်လဲရပါတယ်ယခုသူမရဲ့လက်ထဲမှာအနီအောင်ရေခဲတုံးတစ်လုံးကရှိနေပါတယ်ထိုရေခဲတုံးကအစ်ဆက်တဲ့အမှုတပ်တစ်ခုကိုထုတ်လွန်ပြီးပောင်ဝင်းကျင်တစ်ခုလုံးချက်ချင်းပဲဖုံးလွှမ်းသွားစေပါတယ်အနီအောင်လေးပြနီးကပ်လာတဲ့အခါသူမရဲ့တိုက်ခိုက်လူစိတ်ကခဏလောက်တော့ပေါ်လာပြီးနှဆိုင်နဲ့ဝန်းနေမှုကိုဖော်ပြနေပါတယ်သူမကနီးကပ်လာတဲ့အခါနှာခမ်းတွေကလည်းတုံ့ဝင်နေပါတယ်တက်လိုက်ငေါ့တက်လိုက် သူမရဲ့ပဇန်းအနေကအာနေတဲ့အတန်ထွက်လာပြီမဲ့မျိုးလုံးထဲကဝန်နေမှုများတော့ပျောက်ကွက်သွားပြီးအစားထိုးလာတာအင်အားကြီးတဲ့တိုက်ခိုက်လို့စိတ်ပါဝန်လင်းစီကိုတွန်းလာတဲ့သူမရဲ့စွမ်းအားကအထုံးထဲကိုရောက်နေပါတယ်ဝန်လင်းရဲ့နှလုံးသားလည်းတုံးလို့သွားပါတယ်အနီယွန်လေးပြရဲ့အတန်ကိုကြားတဲ့အခါသူမပေါ်သူ့ရဲ့အချီကရှုပ်ထွေးသွားပါတယ်အနီယွန်လေးပြရဲ့အသီးစိတ်ကလုံးဝပျောက်မသွားသေးပါဘူးတင်းခဲ့တဲ့အပိုင်းစားလေးတစ်ခုကိုကောင်းကောင်းကြီးဝတ်ထားသေးပဲဖြစ်ပါတယ်အနီယွန်လေးပြကမာနကြီးပါတယ်သူမရဲ့မာနကသူမရဲ့ရိုးထဲကသူမရဲ့တရှိမှုကနေလာတာဖြစ်ပါတယ် မွေးဖွားလာတဲ့ကနှင်းစီပန်းလို့ပဲမာနကြီးပါတယ်။ကောင်းကောင်းဝတ်ထားတဲ့သူမရဲ့စိတ်နှလုံးရဲ့အပိုင်းစလေးတွေကခွေးတစ်ခေါက်လိုအသက်ရှင်နေထိုင်မဲ့အစားတရားတော်ကိုပို့ပြီးတော့နှစ်သက်ပါတယ်။ဝလင်းကလည်းအတော့ကိုပြင်းပြင်းရှူသိမ်းပြီးအနီရော်လေးပြောက်ရင်ဆန်လိုက်ပါတယ်။သူ့ရဲ့ညာလက်ကိုစမ်းထုတ်ပြီးအတားစီငွေ့များလည်းလက်ထဲမှာစူးစီးလာတဲ့အခါတောက်ပွားလာပါတယ်။ပေ30လောက်ရှိတဲ့အနှဲအောင်နှံတစ်ချောင်းကသူ့ရဲ့လက်ထဲမှာဖြစ်ပေါ်လာပါတယ်။လန်ကိုလက်တစ်ဖက်နဲ့ကန်ပြီးဝင်လျက်မျိုးလုံးများလည်းမိုးကျလို့ဖြစ်နေပါတယ်။ပြီးတော့အနီရောင်လေးပြောက်ကိုကြည့်ပြီးလန်နဲ့ထိုးလိုက်ပါတယ်။ ထိုးလိုက်တဲ့အတန်ကဝင်းကြီးရဘုံများစွာရဲ့အဟိတန်နဲ့ဆင်တူပါတယ်ထိုးအတန်လှန်ရဲ့ဖျားနေထွက်လာပြီးပဝင်းကျင့်တဝိုင်းမှာပြင်းထန်ထသွားပါတယ်ရုတ်တရက်သူမရဲ့နှဖူးပေါ်အနီအောင်ရေခဲတုံးဖိကတ်လိုက်ပါတယ်ထိုးအချိန်သူမရဲ့နှဖူးကနေအနီအောင်အလင်းနောက်တစ်ခုကထပ်ပေါ်လာပြီးအနီအောင်ရေခဲလွှတ်များပြင်းထန်သွားကအနီအောင်တန်ကြက်ကတစုံကဖြစ်ပေါ်လာပါတယ်ထိုးတန်ကြက်ကတွေကသူမကိုလုံအောင်ဖုံးထုတ်ထားပြီးအေးစတဲ့အငွတ်တများကိုထုတ်လွှင့်နေပါတယ်တန်ချက်ကကိုအလင်းပေးနေတဲ့အလင်းရောင်ကသူမကိုပို့ပြီးတော့လှပစီပါတယ်။ယခုသူမဆစ်နှစ်ဖျားမလို့ပဲဖြစ်နေပါတယ်။ နောက်ဆုံးတန်ချက်ကအနီအောင်တော့ပလာပြီးသူမရဲ့လက်ထဲမှာအနေအောင်ကြောက်ဖို့တချောင်းကရုတ်တရက်ပေါ်လာပါတယ်ဝင်းညင်ကြောက်ဖို့ထိုဝင်းညင်ကြောက်ဖို့ကတော့ဝလင်းကိုကင်တွေဖို့အတွက်ခြံဖန်းကသူမကိုပေးခဲ့တာဖြစ်ပါတယ်အနီအောင်လေးပြည့်ရဲ့မျိုးလုံးများကလည်းလှုပ်ဝက်ဆန်းကျတဲ့အလင်းနံများထပ်ပေါ်လာပြီးသူမရဲ့လက်ထဲကကြောက်ဖို့ရဲလဲတဲ့အခါကြောက်ဖို့ကဖြစ်တဲ့သွားတဲ့နေရာမှာတောက်လုံတံများထပ်ပေါ်လာပါတယ်ကြောက်ဖို့ကငကားတကောင်လိုရွေလျားပြီးမိုးကျိုးလိုဝလင်းစီကိုပြုတ်လိုက်ပါတယ်ဝလင်းရဲ့မျိုးလုံးများကလည်းတပ်ပေါ်လာပြီးလှမ်းလေတပိန်နဲ့ထဲရွေလျားသွားပါတယ် ်သူကနောက်ဆုတ်ပြီးလက်နဲ့လဝါကတ်တင်ပြီးတခုခုရေယိုးနေပါတယ်ကောင်းကင်ဘုံစွမ်းအင်များပေါဝင်တဲ့လေယာတစ်ခုကလှန်ရဲ့အဖျားအနေထွက်လာပါတယ်ဝင်းညင်ကြဘူးနဲ့လှန်အားလည်းတိုက်မိသွားပါတယ်ကြဘူးနဲ့လှန်တိုက်မိတဲ့အခါဖြစ်ပေါ်လာတဲ့တုံခမှုလှန်ရအရန်အောင်မှအင်အားကြီးလွန်းလို့ကောင်းကင်နဲ့ကဘာမြေကြီးရပါပြူကြတော့မရအောင်ဖြစ်နေပါတယ်လေယာကတုံခမှုလှန်ရအားကုန်လုံးကိုအနီရောင်လေးပြစီကိုတွန်းပို့နေပါတယ်ထိုရအလုံးကတခဏလေးအတွင်းမှာဖြစ်ပြသွားတာပါဝင်းညင်ကြဘုကလှန်အောင်ထိမှန်သွားတဲ့အချိန်မှာသူမရဲ့လက်ကနေလွတ်ထွက်သွားပါတယ် ဝင်းညင်ကြဘုတ်ကအနေအောင်မူကျလို့ရွေလျားပြီးတွန်ခံမှုလိုင်းကိုဖြတ်ကဝင်းလင်းစီကိုထိုးဝင်သွားပါတယ်ဒိုင်းကနေအတန်တစ်ချက်နဲ့အတူဝင်းလင်းကပေထောင်ကျော်အမြန်ပဲနောက်ပြန်ဆုတ်သွားပါတယ်သူ့ရဲ့မျက်လုံးထဲမှာလည်းလှုပ်ဝက်ဆန်းကျတဲ့အလင်းတန်းများထွက်ပေါက်နေပြီးဝင်းညင်ကြဘုတ်သူကရေဝလိုက်ပါတယ်ထိုးကြဘုတ်ကတစ်ချိန်ကသူ့ရဲ့ပစိပါဒိုးရတဲ့သူကယူပြီးရနဲ့ပြန်ပြီးတော့ပေးခဲ့ရပါတယ်ယခုတော့ထိုးကြဘုတ်ကိုပြန်တွေ့တဲ့အခါဒီတစ်ခါမှတော့သူကတိုင်းလာရပါလိမ့်မယ်အနီအောင်လေးပြအနေနဲ့လေယာတုံခံမှုလိုင်းအားသူမစီကိုတွန်းပို့နေတဲ့အတွက်နောက်ဆုံးနေရပါတယ် အနီအောင်တန်ချက်ကအနီအစ္စရဲအမှုတပ်အမြောက်များလည်းထွက်လာပြီးရှေ့ကိုပြန့်နှံ့သွားပါတယ်။သူမရဲ့ရှေ့ရလေထဲမှာလည်းရေခဲပပူးရုပ်တွေဟာဖြစ်ပေါ်လာတဲ့အခါကိုယ့်ရဲ့တန်ဒီလိုင်းဆင်းဆင်းရလည်းထွက်ပေါ်လာပါတယ်။ထိုအစ္စရဲအမှုတပ်ကတုံခံမှုလိုင်းကိုရေခဲဖြစ်စေပြီးမမြင်နိုင်တဲ့ຢာတစ်ခုကိုမြင်နိုင်တဲ့ຢာတစ်ခုဖြစ်ပြောင်းလဲသွားစေပါတယ်။ဝယ်လင်းရဲ့မျိုးလုံးများလည်းအစ်ဆက်သွားပြီးတန်ချက်ကိုဆက်ကြည့်နေပါတယ်။အနီအောင်လေးပြလက်ကုံမြောက်ပြီးသူမရဲ့ရှေ့ကရေခဲပပူးရုပ်ကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်။အကွက်တပ်များလည်းစရိုက်ကိုထွက်ပေါ်လာပြီးဘဘူးတွေရဲ့အဖြစ်ပြမှာအကွက်ကြောင်းတွေကပေါ်လာပါတယ်။ အခွေးเจ้าနေရလဲအယူမူကျပြန့်သွားပါတယ်။မျက်စိတမိတ်အတွင်းမှာပဲရေခဲရုပ်ထုတွေပေါ်ကခြုံမွေးတဲ့မျက်နှာပြင်အားပျောက်ကွယ်သွားပြီးပောက်ကွဲတဲ့အနေနဲ့တူကွဲကျစ်သွားပါတယ်။ငေါ့ကိုတက်ပေးပါ။အနီရုံလေးပြရဲ့မျက်နှာမှာနာကျင်မှုနဲ့ရုံကွက်နေတဲ့အမှုရာပေါ်လာပါတယ်။ထိုအချိန်မှာဝိညာဉ်ကြဖို့ကသူမရဲ့ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီးငကားတကောင်လိုရွှေလျားနေပြီးသူမရဲ့တန်ချက်ကချမ်းအေးစေတဲ့အချိန်ပေါ်ကိုထိုးလွှတ်နေပါတယ်။ ဝမ်လင်းကတော့အနီရော်လေးပြောက်ကိုကြည့်ပြီးခေါင်းညှိလိုက်ပါတယ်။သူ့ရဲ့တုံတော်အေးကိုထိလိုက်တဲ့အခါအင်မပစိန်တစ်ချောင်းကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်။ထိုပစိန်ကပေါ်လာနဲ့ကောင်းကင်ကလည်းမှောက်မိုက်သွားပြီးအလင်းရောင်အာလုံကပစိန်ရဲ့ဓာတ်သားမှာစူဝေးသွားပါတယ်။ခရင်ရောင်လက်စီကြောင်းတွေကပစိန်ကနေဝမ်လင်းရဲ့ခန္ဓာကိုယ်စီကိုယူလျားပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေကွဲအတန်တွေစူမြန်အတန်များထွက်လာပါတယ်။ထိုအချိန်မှာသူကတခါမှမခံစားဘူးတဲ့။တိုက်ပွဲဝင်ကျင်တဲ့စိတ်များသူ့ရဲ့နှလုံးသားထဲမှာပေါ်လာပါတယ်။ ထိုပဆိုင်ရုံဘလူးနက်ဆူမျိုးနက်ဆူရဲ့ဘိုးဘေးအားတစ်ဆုံးကဏ္ဍီမှာခေါ်ယူခဲ့တာဖြစ်ပြီးကြောက်ဟူမျိုးရဲ့အလောင်းခိုင်းအောင်မှာပိတ်မိနေတဲ့ဘလူးနက်ဆူမျိုးနက်ဆူရဲ့တီထောင်သူဘိုးဘေးရဲ့လက်နက်ဖြစ်ပါတယ်။ဝယ်လင်ကရလာပြီးတဲ့နောက်သူ့ရဲ့မူလခန္ဓာကိုအသုံးပြုခိုင်းဖို့အတွက်ရည်ရထားပေမဲ့ယခုတော့ကောင်းကင်ဘုံသားမှာဓာဝဉ္ဉင်ကမရှိတော့တဲ့အတွက်ဓာဆွမ်းအင်ကိုအပြည့်အဝထုတ်သုံးလို့မရပါဘူး။ဝဉ္ဉင်ရဲ့လံကိုအသုံးပြုနေတာကြောင့် ထိုရာယခုချိန်မှာသူ့ရဲ့ဆွမ်းအားအပြေးဝါကိုအသုံးပြုဖို့အတွက်အကောင်းဆုံးလနဲ့ဖြစ်ပါတယ်။အနီအောင်လေးပြရလဲဝလင်းကိုစိုက်ကြည့်ပြီးပဇောက်ဟာကအနီအောင်လေးနဲ့တစ်ခုကသူမရဲ့ပဇန်းနေထွက်လာပြီးအနီအောင်တလင်းကြောင့်နှင်းစီမဲ့ပုံစံဖြစ်လာပါတယ်။ထိုနှင်းစီပန်သူမရဲ့ရှိမှပြန်ဝဲလာပါတယ်။ပြီးတော့ရုတ်တရက်ပွင့်လာပါတယ်။ပွင့်လာတဲ့အခါအနီအောင်မိကိုတွေကပန်းနေထွက်လာပြီးအနီအောင်လေးပြနဲ့တပုံထဲတူတဲ့ရုပ်ပွားတစ်ခုကမိကိုတွေထဲမှာပေါ်လာပါတယ်။ထိုရုပ်ပွားမှလည်းမနာမြအပြေးကပေါဝင်နေပြီးဝလင်းမှမိနေတဲ့အနီအောင်လေးပြနဲ့တထပ်ထဲပဲဖြစ်နေပါတယ်။ဆန်နူးအခုပဲလှုပ်လိုက်တော့ အနီအောင်မိခိုးတဲ့ကအနီအောင်လေးပြဝင်လင်းကိုကြည့်ပြီးမာနာအပြည့်နဲ့ပြောလိုက်ပါတယ်ဝင်လင်းနဲ့အနီအောင်လေးပြတို့ရဲ့တိုးဝေးတိုက်ခိုက်မှုကနေကီလိုမီတာ9000ကျော်မှာကျူထိုင်ကဆက်လက်ပြန်တန်းနေတော့မှသူ့ရဲ့ကြီးညက်မှုစင်ကဝင်လင်းထက်နေကြကြောင်းသူကယခုထိလိုက်မမိသေးပါဘူးလာကြန်တာကသူ့အနားကနေဖိပြန်သွားတဲ့အချိန်မှာသူကအတော်လေးကိုလမ်းသွားပါတယ် သူ့ဘဝမှာဒလောင်းမြင့်တဲ့အရာကိုသူကတစ်ခါမှမမြင်ဘူးပေါ့။ပြန်တန်းနေကြိုးထန်ရရုတ်တရက်မျက်မှောင်ကျုပ်ပြီးရက်လိုက်ပါတယ်။ပြီးတော့သူကနောက်ကိုလဲကြည့်လိုက်ပါတယ်။အဝေးကနေအနီရောက်မိုးတိမ်တစ်ခုကလိုင်းနေတာကိုသူကတွေ့လိုက်ရပါတယ်။မိုးတိမ်တောင်ကောင်းဝင်တစ်ခုလုံးကအနီရောက်ပြောင်းသွားပါတယ်။ကောင်းကင်ကလီဟာနဲ့ဆောင်းဝန်းများတော့အနီရောက်မိုးတိမ်တောင်ပျောက်ကွယ်သွားပါတယ်။ကျူထန်ရလည်းတပင်းကိုချလိုက်ပါတယ်။ရုတ်တရက်ကြီးလေးစားစိတ်များပေါ်လာပြီးငင်ငင်လေးရန်နေလိုက်ပါတယ်။အနီရောက်မိုးတိမ်ရရှေးခေတ်ကကျောင်းမဖွေရတားရဲတစ်ခုလုံးကိုကောင်းကင်မှာပြန်တန်းနေပါတယ်။ ထိုရာကျူထန်ရဲ့ပေါ်ဟာဖျက်တမ်းသွားတဲ့အခါရှေးဟောင်းတန်တို့ကထွက်ပေါ်လာပါတယ်ဝင်ခဲ့ကျူထန်ကတော့ချက်ချင်းပဲပြန်ဖြေးပြီးကျူထန်ကတော့ချက်ချင်းပဲအနီရောင်မူတိန်ထဲကိုဝင်သွားပါတယ်အနီရောင်မူတိန်ထဲမှာတော့အနီရောင်ဝတ်စုံတဲ့လူဟိုကြီးတယောက်ကရှိနေပါတယ်သူကအဝေးကိုစိုက်ကြည့်နေပါတယ်သူ့ရဲ့ခြေထောက်တွေကတော့မလုံရှားပြီမဲ့အနီရောင်မူတိန်ကမြုံနိုင်လောင်းကိုကောင်းတဲ့အမျက်နှုံးနဲ့ပြန်တန်းနေပါတယ်ကျူထန်ကတော့လူဟိုကြီးရဲ့ဘေးမှာလေးစားစွာနဲ့ရက်နေပါတယ်ကျွန်တော်ကျူထန်ကအကြီးကဲကိုဂါရဝပြပါတယ် လူအုပ်ကြီးကလည်းခေါင်းကိုညိတ်ပြီးအဝေးကိုကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးများကလည်းကီလိုမီတာ9000กว่าဝလင်းနဲ့အနီရုံလေးပြရဲ့တိုက်ပွဲကိုမြင်နိုင်တဲ့ပုံပေါ်ပါတယ်သူကခဏလောက်တည်ပြီးတင်းငိမ်စွာနဲ့မေးလိုက်ပါတယ်ဇီရှင်ရဗမာတော်ကျူထန်ကလည်းပြန်ဖြေလိုက်ပါတယ်ဇီရှင်ရကျွန်တော်ဝလင်းနဲ့တွေ့ပြီးတော့သူမကတယောက်တည်းထွက်သွားတယ်လူအုပ်ကြီးကလည်းတပင်းကိုချပြီးတော့ပြောလိုက်ပါတယ်မေးလိုက်တော့သူ့ကိုလွှတ်ထားလိုက် မာနဝနဲ့ဝိညာဉ်တောင်ကိုလိုက်ခဲ့ပြောပြရတဲ့အနည်းအောင်မုတ်တိတ်များကဝိညာဉ်တောင်စီကိုအမြန်ပဲပြတ်တန်းသွားပါတယ်ထိုလူကိုကြီးကတော့ရွှေချက်စီပါဆုပြင်းခံမတိမျိုးမျိုးနဲ့ကမျိုးနဲ့စုဘိုးဘေးရဲ့ဥကောင်းခွန်ကိုအသုံးပြုခဲ့ပါတယ်အရွယ်ဆနေရရှိတဲ့ရှာမန်ရဲ့တတူးဆွမ်းနဲ့ချင်းချင်ချင်းဒုကဘာတလင်းကြောက်ရဲ့ဒဇဲကိုဖောက်ပြီးရွှေချက်စီကိုအထဲကိုပို့နိုင်ခဲ့ပါတယ်ဒူဝရဲ့မျိုးနဲ့စုရဲ့ဘိုးဘေးရတာအသက်ရှင်နေသေးမဲ့ဆိုရင်တော့ချင်းချင်ချင်းဒုကဘာတလင်းကြောက်ရဲ့ကန်တက်ချက်အစီအများအလုံးကိုလုံအောင်ဖျက်ဆီးပစ်နိုင်ပါလိမ့်မယ်သူတို့မှဥကောင်းခွန်ရဲ့တတူးဆွမ်းပဲရှိတာကြောင့်အချိန်တွေကအတော်လေးကိုစိုးပါတယ် ရွံချွဲစည်းကိုအထဲကိုပို့နိုင်ပြီမဲ့အချိန်ကအကန့်တက်ရှိပါတယ်အချိန်အကန့်တက်ကပြေသွားရနဲ့ရွံချွဲစည်းကလည်းကြီးညက်ချင်းဂျိုကဘာတင်းလင်းကြောက်ရဲ့လှုပ်ဝက်ဆန်းကျတဲ့စွမ်းအားကြောင့်အသက်ခံရနိုင်ပါတယ်ထိုးကြောက်သူကဝင်လာတဲ့အချိန်မှာအချိန်ကိုမဖြုံးမဲ့အလဲပဟိုကဝင်းညင်တောင်စီကိုတက်တက်ပဲသွားနေရပါထိုးအချိန်မှာခြံဖန်းကလည်းဝင်းညင်တောင်စီကိုဥတည်နေပါတယ်သူတို့နှစ်ယောက်ပြင်ဟင်းသာပရာတင်းညက်ရဲ့အလဲပဟိုဥတည်နေတဲ့အခြားလူများကလည်းရှိနေပါတယ်ထိုးလူတွေထဲမှာဆွမ်းမြခံမတင်မျိုးမျိုးနဲ့ကကြီးညက်သူအချို့ကလည်းပေါင်းဝင်ပါတယ်ယခုအချိန်မှာဝင်းညင်တောင်မှာရောင်းနေနေပြီးသားအဖိုးကြီးတယောက်ကလည်းရှိနေပါတယ် သူကတော့ပုံမှန်ပုံမဲ့ပေါ်နေရင်ပဲသူ့ရဲ့မျိုးလုံးများကတော့ Twinion တော့ပေါနေပါတယ် သူ့ရဲ့ပခုံးပုံမှာတော့မြောက်လေးတစ်ခုံကရှိနေပါတယ်မြောက်လေးရဲ့မျိုးလုံးတွေကပိုပြီးတော့တောက်ပါနေပါတယ်အဖိုးကြီးကတော့ဝင်းညင်တောက်ထိပ်မှာရင်းနေပါတယ်တောင်ထိပ်ပေါ်ကနေကောင်းကင်ကိုမျက်စိကန်းနိုင်လောက်အောင်တောက်ပါတဲ့ရွှေအောင်လေးနဲ့များထွက်နေတဲ့ဒကားတစ်ချက်လည်းရှိနေပါတယ်ထိုဒကားကတော့ပေးထောင်ကျော်မြင့်ပြီးအလေမာလည်းမျက်စိနောက်ဆရာကောင်းတဲ့အမယွလို့အကွက်ကြောင့်တစ်ခုကရှိနေပါတယ်အဖိုးကြီးရဲ့မျိုးလုံးထဲကအနီအောင်များလည်းပိုပြီးတော့ပြင်ထလာပြီးဒကားကိုကြည့်လိုက်ပါတယ်သူကကြောက်ဆရာကောင်းတဲ့အပြုံးတစ်ခုကိုပြုံးပြီးထိုင်ကကျဉ်ကျဉ်နေလိုက်ပါတယ် သူ့ရဲ့ပခုံးဘောကမြောက်လေးရတော့အနီနောက်ကိုကျင်းနေပါတယ်။ဝင်လင်းနဲ့အနီအောင်လေးပြရတော့အနီအောင်လေးပြရဲ့တောက်ပွားတဲ့အနီအောင်နှင်းစီပန်းနူးညံ့တဲ့ဆွဆောက်မှုကိုပေးဆွမ်းပါတယ်။အနီအောင်လေးပြရဲ့ပုံရိပ်ကသူမရဲ့ဖတ်ထားတဲ့နဖျားရုံရဲ့တစိုက်တစ်ပိုင်းပါ။ထိုးရာကတော့သူမရဲ့တကယ်အစစ်မှန်ပုံစံပါ။သူမကဝင်လင်းကိုမနာတက်တဲ့မျိုးလုံးများနဲ့ကြည့်ပြီးတော်တော်လေးပြောလိုက်ပါတယ်။ထိုလူတွေထဲမှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေတဲ့ကျင်းညက်သူအချို့ကလည်းပါဝင်ပါတယ်။ယခုချိန်မှာဝင်းညင်တောင်မှာရောင်းနေနေပြီးသားအဖိုးကြီးတယောက်ကရှိနေပါတယ်။ သူကတော့ပုံမှန်ပုံမဲပေါ်ပေမဲ့သူ့ရဲ့မျိုးလုံးတွေကတော့သွေးနှီးအောင်တောက်ပါနေပါတယ်။သူ့ရဲ့ပခုံးပေါ်မှာတော့မြောင်းငယ်လေးတစ်ကောင်ကရှိနေပါတယ်။မြောင်လေးရဲ့မျိုးလုံးတွေကလည်းပူပြီးတော့တောက်ပါနေပါတယ်။အဖိုးကြီးကတော့ဝင်းညစ်တောင်ထိပ်မှာရနေပါတယ်။တောင်ထိပ်ကကုန်းကြီးမှာလည်းမျက်စိကန်းလောင်းအောင်တောက်ပါနေတဲ့ရွှေအောင်လေးနက်များထွက်နေတဲ့တကားတစ်ချက်ကရှိနေပါတယ်။ထိုတကားကတော့ပေထောင်ကျော်မြင့်ပြီးအလဲမှာလည်းမျက်စိနောက်ဆက်ကကုန်းရဲ့အမာရွလိုအကွက်ကြောင်ကြီးတစ်ခုကရှိနေပါတယ်။အဖိုးကြီးရဲ့မျိုးလုံးထဲကအနီအောင်များကလည်းပူပြီးတော့ပြင်းထန်လာပြီးတကားကိုကြည့်လိုက်ပါတယ်။ သူကကြောက်စရာကောင်းတဲ့အဖြုံတစ်ခုကိုပြုံးပြီးထိုင်ကကျဉ်ကျဉ်နေလိုက်ပါတယ်။သူ့ရဲ့ပခုံးပေါ်ကမြောက်ကတော့အနီနောက်ကိုကြည့်နေပါတယ်။ဝမ်လင်းနဲ့အနီအောင်လေးပြတောက်ပါနေတဲ့အနီအောင်နှင်းစီပန်းနူးညံ့တဲ့ဆွဲဆောင်မှုကိုပေးဆွမ်းနေပါတယ်။အနီအောင်လေးပြရဲ့ပုံရင်းကတော့သူမဝတ်ထားခဲ့တဲ့နဖားအံဝေးရဲ့စိတ်တစ်ပိုင်းပါ။ထိုရာသူမရဲ့အစစ်မှန်ပုံစံမှာယခုသူမဝမ်လင်းကိုမာနတက်နေတဲ့မျိုးလုံးများနဲ့ကြည့်ပြီးတော်တော်လေးပြောလိုက်ပါတယ်။ဆန်လူအခုပဲလှုပ်တော့ငါ့ကိုတတ်ပြီးပါငါ့ကိုတတ်လိုက်တော့ ငါဆန္ဒမပါဘဲဒီဘွားရှင်တန်မှုအတွက်မထိုက်တန်ဘူးငါအနီအောင်လေးပြပါမရှင်အနီအောင်လေးပြဒီလိုဘွားနဲ့ရှင်တန်မဲ့စာတေတာပို့ပြီးတော့ကောင်းတယ် အနီရောလေးပြပြောနေတော့မဲ့ဝန်လင်းရဲ့ခေါင်းလေးမှာသူမနဲ့အမှတ်တရများပေါ်လာပါတယ်။ကောင်းကင်ရဲ့ချင်းမြောက်ခံရတဲ့တမီးတော်ဟာဒီလိုအခြေအနေကိုရောက်သွားရတယ်။ဘလောက်တော့ဝန်နေစရာကောင်းလိုက်လေ။ဝန်လင်းကတပြင်းကိုချလိုက်ပါတယ်။အနီရောလေးပြရဲ့ပုံရိပ်ကိုသူမြင်တာကမာနမဟုတ်ပါဘူး။ဝန်နေမှုပါ။သူမရဲ့နှလုံးသားထဲမှာကောင်းကောင်းကိုဖွက်ထားတဲ့ဝန်နေမှုဟာထိုဝန်နေမှုထဲမှာအရန်ရောနှဆိုင်တဲ့နာကျင်မှုများပေါဝင်နေပါတယ်။မြင်လိုက်တာနဲ့ဘသူမဆိုရဲ့နှလုံးသားတလုံးတော်မှာပါ။အနီရောလေးပြငါမင်းရဲ့ဆန္ဒကိုဖျက်ဆီးပေးမယ်။ကျွန်တော်တော့ခရိုဆာကီပါ။ နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်